ားလုံးမဲမင်္ဂလာပါရှင်24နှစ်အတွင်းထူရှားတဲ့ပြည်ရင်းပြပါစေဝန်ဆောင်ဖရဲတဲ့င်းလေးကိုတင်ဆက်ပေးပါတော့မယ်ကျမတို့မြစ်တီကိုပါရွှေညောင်နဲ့ညောင်ရွှေမှာရေကြီးရေရှမ်းမှုတွေဖြစ်ပေါ်ကဒေသခံတချို့ရွှေပြောင်းနေရတဲ့တဲ့င်းမော့ဆက်တက်ခတ်ခံရပြီးတဲ့နောက်မှာအီရန်ကိုအမေရိကန်ကတိုက်ခိုက်နိုင်ခြင်းမြင့်တက်လာတဲ့တဲ့င်းစက္ကတ်တော်ကိုရောက်အောင်ကောက်ကွယ်ဖို့အတွက်ကြက်အုံနဲ့ကြက်သားတင်တွင်ကိုပိတ်ပင်လိုက်တဲ့တဲ့င်း စွန်အောင်မင်းစော်တရားဖို့အတွက်နှိစက်လာတဲ့ဘာဝဲအစားရှိတဲ့ပြည်ရင်းပြည်ပါစေဝင်စားဖွဲ့တဲ့တဲ့လေးကိုတက်ဆက်ပေးသွားမှာပါအထမဆုံးအနေနဲ့ပြည်ဝင်တဲ့တပုတ်ကိုတင်ဆက်ပေးကြပါရစေ။ရွှေညောင်နဲ့ညောင်ရွှေမှာရေကြီးရှောင်ဖြစ်ပွားကဒေသခံတချို့ရွှေပြောင်းနေရပါတယ်။ဒီသတင်းကိုတော့မြန်သူသူကပေးပို့လာတာပါ။ ရှမ်းပြည်နယ်တောင်ပိုင်းရွှေညောင်ညောင်ရွှေတွေဘက်မှာဇွန်လ17ရက်နေ့ကစားပြီးလက်ရှိအချိန်ဒီရေတက်နေတာကြောင့်အနေပိုင်းတွေရေဝင်တွေကဒေသခံတရှုရွှေပြောင်းနေရာဖြစ်တယ်လို့ဒေသခံတွေစီကနေသိရပါတယ်။ရွှေညောင်ညောင်ရွှေလမ်းရေချင်တက်လာပြီးရေတက်တော့အယမ်းမြန်နေလို့ညောင်ရွှေမျိုးနဲ့အင်းလေးတကြောတိတိထားတဲ့နယ်လို့လည်းဒေသခံတွေထံကနေသိရပါတယ်။ဇွန်လ17ရက်နေ့ညစိန်တိုင်းလောက်ကစပြီးရေတံတော့အယမ်းမြန်ကအနိုင်ပိုင်းမှနေသူတွေကလက်ရှိအချိန်ဒီရွှေနိုင်ရသမျှရွှေနေရလို့လည်းသိရပါဗျ။ ။လာမယ့်3ရက်အတွင်းမှာလည်းရေဟာ3ပေရနေ9ပေထိတက်နိုင်တယ်လို့ခန့်မှန်းရပြီးငလင်ကြောင့်အင်းဒီကန်အောက်ခံမြေတုတုန်ခေါက်ကအရင်ကတည်းကရေကြဆင်းမှုနေသွားပြီးလေယာဆိုင်ခင်တွေနှိမ့်မြပျက်စီးသွားနိုင်ကြောင်းလည်းသိရပါတယ်။ဇွန်လ17ရက်12ရက်နေ့23ရက်နေ့တွေကနေလက်ရှိချိန်ထိတောင်ကြီးဘက်နဲ့ကလော့ပင်လောင်ဟေယိုဘက်တွေမှာလည်းမူကြီးရေရှမ်းတာတွေရှိခဲ့ပြီးတရှိနေရာတွေဘက်မှာလေဝင်နှိမ့်မြသွားတာရှိရလို့သိရပါတယ်။ ပြီးခဲ့တဲ့2024ခုနှစ်စက်တင်ဘာလကလည်းအင်းလီဒေတာမှရေရှမ်းတက်လာပြီးတော့အေကောင်မိုဒီရေရွတက်ခဲ့တဲ့ဖြစ်စဉ်လေးရှိခဲ့လို့သိရပါတယ်။ဆက်လက်ပြီးနိုင်ငံတကာဒင်းသဘောကိုတင်ဆက်ပေးကြပါတယ်။မောဆိုင်တက်ခတ်ခံရပြီးတဲ့နောက်မှာအီရန်ကိုအမေရိကန်ကတက်ခိုက်နိုင်ခြင်းမြင့်တက်လာပါတယ်။ဒီတင်ကတော့ငင်းကြောင်ဝါပြပူလာတာပါ။ ။အစ္စရေးနဲ့အီရန်တို့အပြန်အလှန်တိုက်ခိုက်မှုတွေအချိန်မြင့်တက်လာပြီးနောက်မှာအမေရိကန်ကပါအီရန်ကိုတိုက်ခိုက်နိုင်ခြင်းမြင့်တက်လာတယ်လို့သိရပါဗျ။အီရန်ခေါင်းဆောင်ခါမီနီဟာအရှိအလေပိုင်းဒေသမှာရှိတဲ့အမေရိကန်နဲ့နီတိုးဖွဲ့ဝင်တွေရဲ့စစ်စခန်းတွေကိုတိုက်ခိုက်ဖို့အတွက်ရှေ့လန်းပြင်လာတယ်လို့ယူဆစရာတွေဖြစ်လာတာကြောင့်အမေရိကန်ဘက်ကလက်အုပ်မှုယူပြီးတော့တိုက်ခိုက်ဖို့အတွက်စဉ်းစားလာတာဖြစ်ပါတယ် အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအစ္စရေးနဲ့အီရန်ကြားကပဏိပခါတွေကိုအမြန်ဆုံးရဒတ်နိုင်မယ့်နိလန်တွေရှာဖွေနေတယ်လို့အဲ့ဒီနိလန်တွေထဲမှာမုံတလုံးကျဲလိုက်တာနဲ့ရဒတ်သွားတာမျိုးလည်းဖြစ်နိုင်တယ်လို့ပြောကြားခဲ့ပြီးနောက်မှာအမေရိကန်ဘက်ကအီရန်ကိုတိုက်ခိုက်နိုင်ခြင်းမတက်လာတယ်လို့သတ်မှတ်ကြတာဖြစ်ပါတယ်။ အီရန်ဘက်ကအစ္စရေးနိုင်ငံတွေကိုဒုံးကျည်တွေနဲ့ပစ်ခတ်တိုက်ခိုက်မှုတွေအရှိန်မြှင့်လုံဆောင်ခဲ့ရမှာအစ္စရေးရဲ့ကမ္ဘာကျော်ထောက်လှမ်းရေးဌာနဖြစ်တဲ့မော့ဆက်ဌာနချုပ်ကိုအီရန်ဘက်ကတဲ့ဒုံးကျည်တွေထိမှန်ခဲ့ပြီးရနောက်မှာအမေရိကန်ဘက်ကအီရန်ကိုတိုက်ခိုက်ဖို့အတွက်စဉ်းစားလာတာဖြစ်တယ်လို့သိရပါတယ်။နောက်ထပ်နိုင်ငံတကာတင်းသဘောကိုတင်ဆက်ပေးကြပါတယ်။တင်ခတ်တဲ့ကိုရောဂါကိုကောက်ွယ်ဖို့အတွက်ကြက်ဦးနဲ့ကြက်သားတင်ပုံကိုပိတ်ပင်လိုက်ပါတယ်။ဒီတင်ကိုတော့ငင်းကြောင်ဝါပြပူလာတာပါ။ ကျန်းကတဝေယောကကုဆက်ပြပွားမှုတွေကိုတာစီကွယ်ဖို့အတွက်ကျက်ဥနဲ့ကျသားတဲ့တွင်နာကိုဂျပန်နိုင်ငံကပြည်ပြန်လိုက်တယ်လို့သိရပါတယ်။ကျန်းကတဝေယောကကုဆက်ပြပွားမှုတွေမြင့်တက်နေတဲ့ဘရာဇီးနိုင်ငံကထုတ်လုပ်တဲ့ကျက်ဥနဲ့ကျသားတွေတင်တွင်နာကိုဂျပန်နိုင်ငံကပြည်ပြန်လိုက်တာဖြစ်ပါတယ်။ ဘရာဇီးနိုင်ငံအတွင်းကပြည်내နှစ်ခုမှာကျန်းမာတုတ်ကူရောဂါကူးစက်ပြမမှုအခြေအနေဟာအမြင့်ဆုံးရောက်ရှိလာပြီးတဲ့နောက်မှာဂျပန်နိုင်ငံတွေကိုတည်တွင်ခွဲပိတ်ပင်လိုက်တာပဲဖြစ်ပါတယ်။ဂျပန်ဆိုရဟာဘရာဇီးနိုင်ငံတွေကတွေ့ရှိတဲ့နှိုးနဲ့နှိုးထွက်ပစ္စည်းတွေတည်တွင်ခွဲပိတ်ပင်လိုက်ပြီးတော့နှစ်ပတ်ကြာမှာကြက်ဥနဲ့ကြက်သားတည်တွင်ဝင်ဖို့ပါထပ်မံပိတ်ပင်လိုက်တာဖြစ်ပါတယ်။ ဂျပန်နိုင်ငံတွေကိုနှင်းစင်ကြက်ဦးကြက်သားနိုနဲ့နိုးထက်ပစ္စည်းရေအများဆုံးတည်သွင်းတဲ့နိုင်ငံတွေမှာဘရာဇီးနိုင်ငံကထိတ်ဆုံးအောင်ရည်တည်နေတဲ့နိုင်ငံဖြစ်တယ်လို့သိရပါတယ်။ဆက်လက်ပြီးအကားစင်းတဲ့ဘက်ကိုလည်းလက်ခံရရှိထားပါသေးတယ်။ဆိုဟောင်းမင်းစော်ရီရောက်ဖို့အတွက်နှိဆက်လာရလို့သိရပါတယ်။ဒီနေ့တော့ငင်းကြောင်ဝပြပူလာတာပါ။ စပါတိုက်စင်မှုဇွန်အောင်မေဟာဆော်ဒီပရိုလီကိုပြောင်းရွှေ့ဖို့အတွက်နိစက်လာရလို့သိရပါတယ်။ရိုနယ်ဒူကစားနေတဲ့အင်နာစာလီဗာပူးတိုက်စင်မှုအောင်ဖာမီနိုရှိနေတဲ့အဲအာလီနဲ့အာဆင်နယ်တိုက်စင်မှုဟောင်းဥပါမီယန်ကစားနေတဲ့အယ်ကက်စီယက်စ်အသင်းတွေကဇွန်အောင်မေကိုခေါ်ယူဖို့အတွက်ကလန်းမှုတွေလှုံ့ဆော်ထားကြပါတယ်။အဆိုပါကလပ်တွေကဇွန်အောင်မေအတွက်စပါကိုပြောင်းရွှေ့ခြင်းအနေနဲ့အ ਨੇ စုံပေါင်တန်းလေးဆယ်ပေးမယ်လို့ကလန်းထားသလို့ စပါဘက်ကနှိပြတဲ့လက်ထံမှာအတင်းကိုပြောင်းလဲတည်ဆောင်မှဖြစ်တာကြောင့်လက်ခံမှုစဉ်းစားနေရလို့သိရပါတယ်။အသက်33နှစ်ရွယ်ရှိဖြစ်တဲ့ဇွန်အောင်မေဟာပြီးခဲ့တဲ့ဘောလုံးရာသီကစပါအတွက်ခုနှစ်ဘိုးပဲသွင်းပေးနိုင်ခဲ့တယ်လို့ဒဏ်ရာမကြခဏရခဲ့တာတွေလည်းဖြစ်ပေါ်ခဲ့ပါတယ်။ ဒါအပြင်စွမ်အောင်မင်းနဲ့စပါရှုပ်ဆိုထားတဲ့စာချက်တက်တန်ကလည်းတနည်းပဲကျန်တော့တာကြောင့်စပါဘက်ကစော်ရီကလပ်တွေရဲ့ကလန်မှုကိုလက်ခံွယ်ရှိနေရဖြစ်တယ်လို့လည်းသိရပါတယ်။အခုတင်ဆက်ပေးခဲ့တာတွေကတော့မြန်မာရှိရဲ့24နာရီနေ့ကသတင်းတွေဖြစ်ပါတယ်။တချို့အပိတ်ကြပြည့်တဲ့များအားလုံးကျမ်းမာရှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်။